ဘစ်မ illah ရာဟ်မန်ရာဟိမ်ဂျပန်935ရက်ကြာ ဖြစ်ခဲ့တဲ့ဂါဇာစစ်ပွဲကတော့လက်ရှိအချိန်မှာအပြစ်ခတ်ရစဲတာ9ရက်မြောက်နေ့ရောက်ရှိနေပြီဖြစ်ပါတယ်ဒီအပြစ်ခတ်ရစဲကြီးရဲ့ပထမအဆင့်ဖြစ်တဲ့ဒဇာကန်တွေပြန်လည်လွတ်မြောက်ရေးအစီအစဉ်ကိုတော့မနီကဟမတ်နဲ့အစ္စရေးနှစ်ဖက်လုံးကပြုလုပ်ခဲ့ကြပြီးတော့ဟမတ်ဘက်ကနေအစ္စရေးအကျဉ်းသား20ကို လွတ်ပေးခဲ့တယ်လို့အစ္စရေးဘက်ကလည်းပါလက်စတိုင်းအဖမ်းစည်းခံ1968ဦးတတီကိုပြန်လည်လွတ်မြောက်ပေးခဲ့ပါတယ်။အဲဒီမှာလူပေါင်း250ဟာထောင်ဒဏ်နှစ်ရှည်ကြာနေတဲ့သူတွေဖြစ်ပါတယ်။ကြံတဲ့သူတွေကတော့2023အောက်တိုဘာ9ရက်တိုက်ခိုက်မှုပြီးတဲ့နောက်မှာဖမ်းဆီးခံရတဲ့အဖမ်းဆီးခံတွေဖြစ်ပါတယ်။အဲ့ဒီအဖမ်းဆီးခံတွေကဒီ Norfolk Gun Data ကပါလက်စတိုင်း ြည်သူတွေလည်းပါဝင်ပြီးတော့ဂါဇာကမ်းမြောင်ဒေသကပါလက်စတိုင်းပြည်သူတွေလည်းပါဝင်ပါတယ်။လက်ရှိအချိန်ထိတော့ဂါဇာဒေသကို ပြန်လည်တန်းစင်ရေးပျက်စီးတဲ့ဒီအပြက်အစီးတွေကိုပြန်လည်ထိန်းသိမ်းပြုပြင်မိုးမှန်ဖို့အတွက်ဂါဇာဒေသမှာဂျိုးပန်းဆောင်ရွက်နေပြီးတော့အကူအညီရင်တန်းတွေလည်းအဲနေစဉ်အဲဒီတနေ့ကို အစီပေါင်း 400ကနေပြီးတော့900အတွင်းဝင်ရောက်နေပြီဖြစ်ပါတယ်ဒီကာဇာမြောက်ပိုင်းမှာဒီကာဇာမြောက်ပိုင်းကနေပြီးတော့ဆွန့်ခွာခဲ့ရတဲ့ပါလက်စတိုင်းတွေကလည်းလက်ရှိအချိန်ဒီမှာကာဇာတောင်ပိုင်းကနေမြောက်ပိုင်းကိုပြန်လည်ပြီးတော့ရွှေ့ပြောင်းနေပြီဖြစ်တယ်အော်အစ္စရေးစစ်တပ်ကလည်းတပ်မတ်ထားတဲ့ဒီဂါဇာရဲ့53ရာခိုင်နှုန်းထိတက် ဆုတ်ခွာနေပြီဖြစ်တယ်။ဟမတ်စ်အနေနဲ့ကလည်းဒီဂါဇာမြို့တစ်ခွင်ပါဒီပြည်မှုဒူးစရိုက်တွေခင်းရှင်းရေးအဲ့လိုပဲဒီ ုံတင်ရင်တွေပေါ့အကူအညီပေးဝေရေးရင်တွေကိုဒီတိုက်ခိုက်ခြင်းတွေကနေပြီးကာကွယ်ဖို့အတွက်ဂါဇာတခွင်မှာသူရဲ့လုံခြုံရေးတပ်ဖွဲ့တွေကိုဖြန့်ကျက်ထားတယ်အဲ့လိုဖြန့်ကျက်ထားတဲ့ကာလအတွင်းမှာပဲဂါဇာမှာတချို့တော်ဒီစစ်ပွဲအတွင်းမှာအစ္စရေးနဲ့ပူးပေါင်းခဲ့တဲ့လက်နက်ကိုင်ပြည်သူစစ်တွေရှိနေခဲ့တယ်လက်ရှိချိန်ဒီမှာအဲ့ဒီပြည်သူစစ်တွေနဲ့ဟာမတ်ဟာဒီတိုက်ခိုက်မှုတွေဖြစ်နေတာရှိပါတယ်အဲ့ဒီတိုက်ခိုက်မှုတွေအတွင်းမှာလည်းပဲဂါဇာပြည်သူတချို့ တည်ဆုံးခဲ့တယ်။အဲ့ထဲမှာတော့ဒီနာမည်ကျော်သတင်းထောက်ဖြစ်တဲ့ဒီဆွာလီဂျာဖရာဝီလည်းပါဝင်ခဲ့တယ်ပေါ့။အဲ့တော့ဟမတ်စ်ကတော့ဒီအပြစ်ခတ်ရစဲရေးပြီးတဲ့နောက်မှာသူ့အနေနဲ့ဂါဇာမှာလုံခြုံရေးအတွက်သူ့ရဲ့လုံခြုံရေးတပ်တွေကိုတပ်ဖြန့်ထားပြီးတော့ဒီလက်နက်ကင်တပုံအဖွဲ့တွေကိုသူနှိမ်နှင်းလျက်ရှိနေတယ်။ဒီကိစ္စနဲ့ပတ်သက်ပြီးတော့ဒီအမေရိကန်တမန်ထရန့်ကလည်းဟမတ်စ်ကဒါသူလုံတင်လုံထိုက်တဲ့အလုပ်ကိုလုပ်နေကြောင်း ဖြစ်တယ်ဆိုပြီးတော့မှတ်ချက်ပြုထားတယ်ကျွန်တော်တမိုင်းကိုပြန်ကြည့်မယ်ဆိုရင်လည်းကျွန်တော်ဒီဟီဂျီရီ၅ခုနေမှာကိုရိုမက်ဆလလာဟူအလัยဝါဆလမ်ဒီခန္ဒက်စစ်ပွဲပေါ့နော်ဒီကျုံးစစ်ပွဲဒီအာဆာဖ်စစ်ပွဲလို့ခေါ်တယ်အဲဒီကနေကိုရိုမက်ဆလလာဟူအလัยဝါဆလမ်ပြန်လာတဲ့အခါမှာကိုတော့အိမ်မှာတက်မနာပဲနဲ့ဒီဘနီကိုရိုင်သွားကိုသွားပြီးတော့ကိုတော့တိုက်ခိုက်ခဲ့တယ်နန်နေပေးခဲ့တယ်အဒါကဘာကြောင့်လဲဆိုတော့ဒီအထင်ရှားတွေ့နေရတဲ့ရန်သူရှိတယ်လို့ အဲ့လိုပဲနောက်ွယ်ကနေပြီးတော့ဒီပုံရှိုးွယ်ရှိုးနဲ့နောက်ကျောတာထိုးတဲ့ရန်သူလည်းရှိတယ်။အဘကြောင့်လဲဆိုဒီမင်းကိုလည်းသွားဆိုလာတာဟာကဒီဂျူးတွေပေါ့နော်သူဂျူးအနယ်ဝင်နေ။အသူတို့ကဒီအာရဗ်ကမ္ဘာတစ်ခွင်လုံးကိုဒီအစ္စလာမ်ကိုတိုက်ခိုက်ဖို့အတွက်အစ္စလာမ်စစ်တပ်ကိုမဒီနာမှာရှိနေတဲ့ဒီအစ္စလာမ်စစ်တပ်ကိုတိုက်ခိုက်ဖို့အတွက်သူလုံဆော်လေ။အဲ့လိုလုံဆော်ပေးလို့ဒီအာရဗ်ကခေါင်းဆောင်တွေကအဲ့ဒီဂျဇီဒီဂျဇီအာရဗ်ကခေါင်းဆောင်တွေကဒီ စတန်ကိုတိုက်ခိုက်ဖို့တပ်ပေါင်းစုကြီးဖွဲ့ပြီးတော့လာတယ်ဗောနော်အဲ့စစ်ပွဲကိုဒါခန်ဒက်စစ်ပွဲဒါမဟုတ်ဒီအာဇာစစ်ပွဲလို့ခေါ်တယ်အဲ့ဒီစစ်ပွဲမှာကိုလိုမျိုးဆော်လော်လော်ဟိုလည်းဆိုင်ကအဲ့စစ်ပွဲအွန်လိုင်းပြီးတော့ပြန်လာမှာဒီမနီကူလိုက်သွားကိုရှင်းလင်းခဲ့တယ်ဒါဟာလည်းဒါဟမားလုံနေတဲ့လုံရက်ကဒါဟာတော့တမိုင်းကိုထောက်ထားအမ်ကိုးပြီးတော့ပြုတ်ပြီးတော့ပြောမယ်ဆိုရင်တော့ပြောလို့ရတဲ့အနေအထားဖြစ်တယ်လက်ရှိအခြေအနေထိတော့ဟမားကဂါဇာဒေသတွင်ငြိမ်းချမ်းရေးအတွက်အဲသူအနေနဲ့သူရဲ့လုံခြုံရေးတပ်ဖွဲ့တွေကိုဖြန့်ထားတယ် ီတပုံလက်နက်ကင်အဖွဲ့အစည်းတွေနဲ့သူထိတိုက်တွေ့ဆုံမှုတွေဒီတိုက်ခိုက်မှုတွေပြစ်ခတ်မှုတွေလည်းဖြစ်ပွားနေတာကိုရှိတယ်။လက်ရှိအချိန်တွေတော့ဂါဇာအရင်းနဲ့ပတ်သက်ပြီးတော့နောက်ထပ်ကြိုးပမ်းမှုတရားကတော့ဒီအီဂျေမျိုးဒီရှာလမင်ရှက်ဆိုတဲ့မျိုးမှာကမ္ဘာနိုင်ငံအသီးသီးကခေါင်းဆောင်တွေဝန်ကြီးချုပ်တွေသမ္မတတွေအဲ့လိုပဲကုလသမဂ္ဂအတွင်းရေးမှူးချုပ်ဒီဒီဥရောပယူရီနီယံသမ္မတကအဖွဲ့ဥက္ခရာလို့အဲ့လိုပဲဒီအာရဗ် ဒီနိုင်ငံများညွန်ပေါင်းအဖွဲ့ရဲ့ဒီဥက္ကရာတို့တက်ရောက်ခဲ့တယ်အဲ့ဒီမှာလည်းအမေရိကန်သမ္မတထရန့်အဲ့လိုပဲဒီဒီအစီအစဉ်ဒီညီလာခံကိုဂါဇာညီညာရေးညီလာခံကိုအဲအင်ရှင်ပြည့်နေကျင်းပခဲ့တဲ့အီဂျီသမ္မတအဗ္ဒူလ်ဖတာစီစီအဲ့လိုပဲဒီဂါဇာအရေးမှာပါဝင်ပေးခဲ့တယ်ကြီးမားတဲ့တက်ရောက်မှုတွေရှိခဲ့တယ်အဲတူရကီသမ္မတအဂျက်တယ်အရုံတိုဂန်အဲ့လိုပဲတခြားသောအာရဗ်နိုင်ငံခေါင်းဆောင်တွေတက်ရောက်ခဲ့တယ်အဲ့တော့ ဒီဆွေးနွေးပွဲဟာဒီညီလာခံဟာဒီလက်မှတ်ထိုးရေးထိုးပွဲဟာအော်မမရဒီမှာလည်းပဲဒီပါလက်စတိုင်းတမန်တော်မဟာမူအဘတ်စ်လည်းအတက်ရောက်ခဲ့တယ်။အော်ဒီလက်မှတ်ရေးထိုးပွဲကဂါဇာမှာဒီအပြစ်အခက်ကြာရှည်စွာအဖြစ်အဒီဘောနော်အဲတက်တဲ့တခုအနေနဲ့အာမခံချက်တခုအနေနဲ့ရှီလာနိုင်ကြီးမြန်မာနေပြီးတော့ဂါဇာအရေးဟာဒီပြန်လည်ပြီးတော့အဲတင်းမြန်လာဖို့ အဲ့လိုပဲ data အသွင်းမှာပို့ပြီးတော့ငင်းချမ်းရေးတွေပေါ်ဆောင်လာကိုမျှော်လင့်ရတယ်။အဲ့တော့ဒီ Israel နဲ့ Palestine အရေးကိစ္စကတော့ကျွန်တော်တို့ဒီနှစ်နိုင်ငံဖြည့်ရှင်းနည်းနဲ့ပဲဒါလားဖြည့်ရှင်းရမှာဖြစ်တယ်။အဲ့ Palestine တွေရဲ့ရပိုင်ခွင့်ဖြစ်တဲ့ဒီနယ်မြေတဝက်အဲနီဘာကိုပြန်လည်ပြီးမှသာလေဒါဟာဒီ Palestine ရေးဟာပြန်လည်ပြီးတော့ တင်းမြတ်လာမှာဖြစ်တယ်ပြန်လည်ငြိမ်းချမ်းလာမှာဖြစ်တယ်လက်ရှိအချိန်ဒီတော့ဂါဇာမှာတော့ဒီစစ်ပွဲရဲ့အရေးအယောင်တွေဟာအမ်လက်ရှိအချိန်ဒီတော့ဒါဟာတည်ငြိမ်လျက်ရှိနေတယ်ဂါဇာပြည်သူတွေလည်းပဲဒီပြန်လည်ဖွံ့ဖြိုးရေးအတွက်အကျိုးပန်းနေကြတယ်အဲ့လိုပဲနိုင်ငံတကာအတိုင်းအဝန်အထူးသဖြင့် out of net islam အတိုင်းအဝန်ကလည်းဒီဂါဇာပြန်လည်ဖွံ့ဖြိုးရေးအတွက်ကျိုးပန်းလျက်ရှိနေတယ်